ကိုယ့်ရဲ့ goals ကဘာလဲကိုယ့်ရဲ့ goals ကဒီနေရာမှာရေတိုနဲ့နော်ရေရှည်နဲ့အာကာလာလက်ပေါ့နော်ကာလာလက်လို့ဟိုကိုချက်ကကျွန်တော်ရေးပေးထားရေရေတိုနဲ့ရေရှည်နဲ့လို့ကျွန်တော်ပြောလိုက်တယ်အလဲရကြကျွန်တော်ဘယ်လိုပြောရမှန်းမသိတော့ရေရေတိုရေရှည်မတိုမရှည်ပေါ့နော်ဆိုတော့ဒီ goals ကြီးကမျိုးစုံရှိနော်ဒီနေရာမှာ SDB SDB နဲ့ဒီ ် CryptoSTP ဆိုတာ crypto token တစ်ခုပေါ့နော်သူနဲ့ similar ဖြစ်တဲ့ crypto token စီတယ် crypto ဆိုရင် ပြောလိုက်အများကြီးရှိတယ်နော်အနမည်အကြီးဆုံးဒီထဲမှာအကုန်လုံးရင်းနှီးပြီးသားဖြစ်တာတော့ BTC ဖြစ်မှာပေါ့နော် crypto လို့ပြောလိုက်ရင်ဒါ BTC ကအာနမည်အကြီးဆုံး crypto token တစ်ခုနော်ဒီလိုမျိုး crypto token တွေဝယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုစဉ်းစားတဲ့အခါမှာရေရှည်ကိုပဲစဉ်းစားပြီးတော့ဝယ်တဲ့ရေတူက အာလုံးလို့မရတာတော့မဟုတ်ဘူးလုံးလို့ရတယ်ဒါပေမဲ့အရင် risk များတယ်နော်အာ crypto ဒီ SDB ကိုဟိုအချို့တွေက SDB ကနေ crypto ကိုတည်တဲ့လူတွေရှိကြတယ်ဒါပေမဲ့ဒီထဲမှာတော်တော်များများကလည်း crypto ကိုတည်ပြီးတော့ SDB ကိုတည်လာတဲ့လူတွေရှိတယ်ဒါ crypto လို့ကျွန်တော်တို့ကြားလိုက်လို့ရှိရင် များသောအားဖြင့်ထင်ကြတာက crypto ကပတ်စံဖြစ်လွယ် အပစမြက်လွယ်တယ်ခရစ်ပတိုနဲ့ချမ်းသာသွားတဲ့သူတွေတရင်နေထဲမှာလည်းတွေ့တယ်ဟိုဟိုနာဒီနာပေါ့နော်ခရစ်ပတိုနဲ့အာတထည်ကြီးဖြစ်သွားတယ်ဆိုတာတွေ့ကြတယ်ဒါပေမဲ့အဲ့ဒီဟာကို အားကြပြီးတော့တော့ကိုလည်းဖြစ်မယ်ဆိုရဲပေါ့နော်ဒီလို3-4ရက်အာ3-4လတလောက်အတွင်းမှာရက်ပိုင်းလပိုင်းနဲ့အတွင်းမှာခရစ်ပတိုဖြစ်ခရစ်ပတိုတဲ့ sorry အဲတထည်ကြီးဖြစ်မယ်လို့တော့မမှန်းသိဘူးနော်ရေတိုပန်းတိုင်းမှာခရစ်ပတိုဘက်က ်ခရစ်တိုဆိုတာအခု STB token အကြောင်းကျွန်တော်ပြောနေ STB token ကဒါ STB token ရေတို့မှာတော့တော်တော်တော့အဲတက်သွားနိုင်တယ်နော်ခဏနေလေအဲ့ဒါကိုလည်းကျွန်တော်ပြန်ပြောပါမယ်ဒါပေမဲ့ general ရေပူရအားဖြင့်ကျွန်တော်တို့ပြောမယ်ဆိုရင်ရေတို့မှာကိုကကိုရဲ့ရှိသမျှအာပစ္စည်းဥစ္စာပတ်စံတွေကိုထည့်ပြီးတော့အာဒီလိုမျိုးအာတတိကြီးဖြစ်မှာပဲဆိုဝယ်လိုက်တာမျိုးတွေကလုံးဝမလုပ်သင့်ဘာဖြစ်လို့လဲဆိုတော့ crypto ကိုဘယ်လိုမြင်လို့ရလဲဆိုတော့ double edge sword လို့မြင်လို့ရတယ်နော်ဟိုဘက်ရောဒီဘက်ကောဟိုအသွားပါတယ်ကျွန်ပြောချင်တာကဘာလဲဆိုတော့အဲ့ကိုကို3-4ရက်အတွင်းမှာတတိယဖြစ်အောင်လုပ်ပေးနိုင်တဲ့ crypto တွေကကိုက3-4ရက်အတွင်းမှာရှိသမျှဟာတွေပလုံသွားအောင်လည်းလုပ်ပေးနိုင်တယ်အဲ့တော့ crypto က double edge sword ပေါ့နော်အဲ့တော့ဟိုဘက်ရောဒီဘက်ကောဟိုထိုးနိုင်တယ်အဲ့အတော့ကိုကအရန်ကိုတတိထားမှရမယ်ဒါပေမဲ့ SCB အကြောင်းကိုပြန်ကြည့်ရအောင် SCB token ကျွန်တော် ICO 1မှာ100 million valuation နဲ့နော်စပြီး ICO 1ကိုစလုပ်ခဲ့တယ် ICO 2ကိုရောက်တဲ့အချိန်မှာ250 million ဖြစ်သွားပြီအဲ့တော့ ICO 1မှာနော် ICO 1မှာဝယ်ခဲ့တဲ့သူတွေအကုန်လုံးကနော်ဒီနှစ်ပိုင်းတစ်နှစ်ပိုင်းချားလေးတစ်ခုပေါ့နော်အဲ့ဒီတွင်မှာ2ဆ2.5ပေါ့နော်2ဆကွဲအဲတက်သွားတယ်ဆိုတော့ဒါက ICO 1နဲ့ ICO 2ကြားမှာတက်သွားပြီးသွားပြီအဲ့တော့အခုတက်အာဒီဒီ workshop တက်နေတဲ့သူတွေထဲမှာ ICO 1မှာ STB ဝယ် STB token ဝယ်ထားတဲ့သူတွေများရှိလားရှိရင် message လေးထဲမှာဟိုရှိတယ်ဆိုတာလေးပြောပေးစေချင်တယ်ဘာလို့လဲဆိုတော့ဒါဟိုကျွန်တော် workshop ထဲမှာဟိုတကယ်တော့ appreciate လုပ်နိုင်အောင်ပေါ့နော်အဲဒီလိုမျိုး ICO 1မှာဝယ်ထားတဲ့သူတွေကအခုချိန်မှာဆိုရင် SCB token ဘယ်မှမရောက်သေးဘူးเนาะအချင်း listing တွေဟိုဘယ်ဘယ်ရောက်တယ်ဆိုတော့အချင်းကြီးမရှိသေးဘူးအဲ့အချိန်မှာ2.5နှစခွဲအမျက်ရှိသွားပြီဒါဒီတစ်နှစ်ဆိုတဲ့ကာလဒီရေတူလို့လည်းပြောလို့ရေတူတားပြီးတော့မတူပေမဲ့အလဲလက်ပေါ့เนาะအခု slide ထဲမှာမြင်ရတာဆိုတော့ကာလလက်ဘန်တိုင်းတစ်ခုလို့မြင်လို့ရအဲ့ ICO 1မှာဝယ်ခဲ့တဲ့သူတွေကဒီနှစ်ထဲမှာကျွန်တော်တို့အချင်း listing ပုံစံတစ်ခုခုသာလာခဲ့မယ်ဆိုရင် လာဖို့လဲ update တွေလည်းအများကြီးလုပ်နေတယ်ဒီ workshop ကလည်းဒါ preparation တစ်ခုပဲပေါ့နော်လာဖြစ်ဖြစ်တဲ့အချိန်ဖြစ်ခံနေကြရင်ဖြစ်တဲ့အချိန်ကြရင်ဟိုအာတင်းငွေတွေနေကကျွန်တော်နဲ့ coca cola နဲ့ share ခဲ့တယ်လို့ဖြစ်လာမဲ့အချိန်ကြရင်တော့ကျွန်တော်ဆက်ပြီးတော့ပြောပြအောင်ပါเนาะအဲတကယ်ကိုတိတိတတ်တတ် promotion တွေလုပ်ပြီးတော့အားလုံးကိုကြည်ညာမှာအဲ့လိုသာဖြစ်ခဲ့မယ်ဆိုရင်ဒီဆော့ဆော့ကနှစ်ဆကွဲတက်တဲ့ဟာကနောက်ထပ်เนาะ နှစခွဲထပ်ပြီးတော့တက်လို့ရသေးတယ်เนาะဟိုတက်မယ်လို့ဟိုကျွန်တော်အနေနဲ့ဒီနေရာမှာဂတိကြီးပေးပြီးတော့တော့မပြောချင်ဘူးဒါပေမဲ့လည်းတက်ဖို့အလားအလာတွေကအများကြီးအများကြီးရှိတယ်အရန်ကို positive ဖြစ်တယ်ဒါသည်အာဒါဟိုပါပဲရှိတည်နော်ကျွန်တော်ကာလရှိ long term ဒီဘက်ကိုမသွားသေးဘူးရေတိုမှာပဲကျွန်တော်ပြောတာရေတိုအချိန်နေမရှိသေးဘူးဘာလို့လဲဆိုတော့ဒါက ICO 1ကနေတစ်နှစ်သုံးနှစ်ကြာမှာပဲရှိသေးတယ်ကျောင်းရေရှည်ကိုမပြောသေးဘူး SDB အနေနဲ့ဆိုလို့ရှိရင်ဒီ exchange listing လာတာဒီရေတိုနဲ့ကာလာလက် ပြောချင်တာကဒီ SDB တမိုင်းကြီးတာကျွန်တော်ရေးနေတာပေါ့နော်အလုံးတမိုင်းကြီးရေးနေတာလို့ပြောလိုက်အစလေးပဲရှိသေးတာကျွန်တော်အဲ့တမိုင်းအလဲအဒီအစုံးတွေဝေးအဲ့လိုမရောက်သေးဘူးတကယ်စာလုံးကြီးစတဲ့တမိုင်းတစ်ခုပေါ့နော်ညော SDB token နဲ့ပတ်သက်ရင်ကိုယ့်ရဲ့ goal ကိုတည်တည်ချာချာမြင်ဖို့လိုတယ် အဲ့ဒါကစောစောကအားလုံးဝိုင်းပြီးတော့ comment ရေးနေကြတယ်ပေါ့နော်တော်လိုင်းကြီးအတွက်ဆိုလို့တော့အများစုကရေးကြတယ်ဟုတ်ကဲ့တော်လိုင်းကြီးအတွက်ပြီးရင်တော့ဘာတွေထပ်ပြီးတော့ထည့်လို့ရသည်နံပါတ်1ကတော့ကျွန်တော်ဆိုတော့ပြောသလိုငင်းလို့မရတဲ့တော်လန်ရေးအတွက်ဝယ်ကြတယ်ဟုတ်ပြီကိုဒီမှာဆက်ပြီးတော့ကိုရဲ့တော်လန်ရေးအတွက်ဝယ်လိုက်ပြီးပြီတခြားပါတွေကလုံလို့ရသည်အခုပဲเนาะ ICO 1မှာဝယ်ထားတဲ့လူတွေကနှစ်ဆကွဲတက်ပြီးသွားပြီเนาะအဲ့တော့ဘာဘာတွေဆက်ပြီးတော့သွားလို့ရတယ်ဒီနေရာမှာလေ ကျွန်တော်ထက်ထက်ပြီးတော့ဟိုဖြည့်ပြောနေတာလေးရှိတယ်။ဒီဟာကတော့အခု SCB နဲ့ဥပမာနဲ့ကျွန်တော်ဟိုရေရှည်ရေတိုးတွေပြောကြရတယ်ပေါ့နော်။ financial ငွေကြေးဘက်ကနေတက်တက်ကြည့်လို့ရှင်ကိုကကိုရဲ့အဲသုံးစည်းရိတ်တွေကိုရဲ့ပတ်စံသုံးနေတဲ့ပုံစံတွေကိုလည်းဒီပုံစံလေးပေါ့အခုရေးထားတဲ့ပုံစံလေးနဲ့ review လုပ်တင်တယ်နော်ကိုလက်တော့ ုံးနေတဲ့ပတ်စံတွေကဘာတွေအတွက်လဲကိုနှစ်နှစ်နဲ့သုံးနှစ်ပေါ့နော်ဒီအဲ့လောက်အတွင်းမှာကိုဘလောက်သုံးကျင်တာရှိလဲပြီးတော့ကိုရဲ့ရေရှည်နောက်၅နှစ်နဲ့၁၀နှစ်ထဲမှာကိုလှုပ်ချင်တာတွေဘာတွေရှိလဲနော်အဲ့လိုမျိုးကိုကရေရေရှည်ကိုစဉ်းစားပြီးသွားပြီဆိုရင်ပြောင်းပြန်ပြန်တွက်တဲ့โอเคကျွန်တော်ဥပမာပြောပြမယ်နော်ကိုကနောက်၁၀နှစ်နေအိမ်ပိုင်ကျင်တယ် ကားကားပိုင်ခြင်းနဲ့စသည်ဖြင့်ပေါ့နော်တခုခုဝဲခြင်းနဲ့ဟုတ်ပြီကိုဝဲခြင်းနဲ့အိမ်ကတော့နည်းနည်းတော့ကြိုတော့မှာနော်နောက်10နှစ်ကြာရင်ဘာလို့အခု90နှစ်ကြာအခုဈေးနဲ့မရတော့အိမ်တွေကတေးကြတယ်ဈေးတက်မှာအဲ့ဒါလေခဏနေကျွန်တော်ဈေးတွေအကြောင်းလေးပြောတာပေါ့နော်အဲ့အဲ့နောက်10နှစ်မှာကိုလိုချင်တဲ့အမောင်ကိုလိုချင်တဲ့တုံးချင်တဲ့ပတ်စံကိုထွက်ပြီးသွားရင်ကြောင်းပြန်တော့အဲ့ဆိုဒီနေ့တွေကနေကိုကဘလောက်ထိအဲ့ဒါကိုဆုသွားရအောင် ဒါမှမဟုတ်လည်းဘလောက်ထိကိုပတ်စံအဲ့ target ကိုထိဖို့အတွက်ဘလောက်ရှာသွားရနော်အဲ့ဒီအပိုင်းတွေကိုအဲ့ဒီအပိုင်းတွေကိုတေချာတွတ်သွားနိုင်မယ်ဆိုရင်ကိုယ့်ရဲ့ goal ဆိုတာရောက်မှာပဲနော်ဒီကာလာဒိုကာလာရှေဒီကာလာလက်ပန်းနိုင်နေဆိုတာဒီ SDB တောက်ကမှမဟုတ်ဘူးနော်ကိုဘာလုံးလုံးကျွန်တော်တို့လုံးတင်တယ်ကိုယ့်ရဲ့ ာနေတိုင်းအသုံးစရိတ်တွေရှိမယ်ကိုယ်မှာဝင်ငွေတွေရှိမယ်ကိုယ်မှာလုပ်ငန်းတွေရှိမယ်နော်အာကုမ္ပဏီမှာအလုပ်လုပ်နေရလို့ဆိုရင်လစာတွေရှိမယ်နော်ကိုယ်ပိုင်စီးပွားရေးလုပ်နေလို့ဆိုရင်ကိုယ့်ရဲ့ဝင်ငွေတနေ့ဝင်ငွေတွေရှိမယ်အဲ့ဒါဒီနဲ့ကိုဖြစ်ချင်တာတွေကိုကြိုပြီးတော့တွက်ထားတဲ့နဲ့ကိုယ့်ရဲ့ goal စီကို define လုပ်ထားတဲ့